no vote တို့ထွက်ပေါက်ပေးနေတို့ဆိုတဲ့ဒီလိုမျိုးတွေလိုက်လုံနေတာကပိုက်ဆံပေးတို့လိုက်လုံနေတာဆိုတာမျိုးသိစေချင်တယ်နောက်တစ်ခုကကျမတို့ဟာဟလာအခုလိုမျိုးတနိုင်ငံတုန်းကဒုက္ခသွင်းတွေကိုရောက်နေတဲ့အချက်အသေးတွေဖြစ်နေတယ် ဒီလိုအကြက်တဲတွေကနေပြီးတော့ကျမတို့ထွက်ပေါက်ရဖို့အတွက်ကိုကျမတို့ကိုယ်တိုင်ကျမတို့ကိုအုပ်ချုပ်မဲ့လူကိုကျမတို့မဲပေးပြီးရွေးချယ်ရမှာပဲဖြစ်တယ်။ဒါကကျမတို့ရဲ့အခွင့်အရေးနိုင်ငံသားတိုင်းရဲ့ပေးထားတဲ့ဖွဲ့စည်းပုံချင်းကဥပဒေအရပေးထားတဲ့အခွင့်အရေးပဲဖြစ်တယ်။ဒီအခွင့်အရေးကိုကျမတို့ကမယူဘဲနဲ့ဟလာထွက်ပေါက်မပေးနဲ့ထွက်ပေါက်ကြီးမပေးဘဲနဲ့ဟိုဂျောင်းမှာပိတ်မိနေပြီးတော့ကျမတို့ကတကယ့်ဒုက္ခထဲမှာပဲငုံတုတ်ထိုင်နေရမှာလား။ဒီလူတွေရဲ့ပြောစကားဟာပိုက်ဆံပိတ်အနောက်က ဆန်တွေပေးပြီး lobby တော့ခိုင်းလို့ like ပြောနေတာဆိုတာကိုပြည်သူလူထုကိုဒီနေရာနေကျွန်မကအသိပေးခြင်းနဲ့အားလုံးမင်္ဂလာပါ Smart Media ရဲ့ရွက်ောက်ပွဲဝင်သူတွေရဲ့အတန်းအစီအစဉ်ကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်မှာရွက်ောက်ပွဲဝင်မဲ့လွတ်တော်ကိုစလဲလောင်းဒီရဲ့အတန်းတွေကိုပြည်သူလူထုရှိစင်ပွားပြန်ကြားပေးနေတာဖြစ်ပြီးတော့ဒီအစီအစဉ်မှာပါဝင်မှုအတွက်တော့လွတ်တော်ကိုစလဲလောင်းဖြစ်ဒေါ်ဆန္နာမင်းကိုရွေးချယ်ထားပါတယ် ဒါဆနာမင်းမင်္ဂလာပါခင်ဗျမင်္ဂလာပါဆရာအခုဒီ2025အထွေထွေရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့မဲဆန္ဒနယ်နဲ့ဟိုပေါ့လွှတ်တော်အမျိုးအစားလေးတစ်ချက်လောက်ပြောပြပြပါခင်ဗျအာကျွန်မကအခုရွေးကောက်ပွဲမှာတော့လတာမျိုးနယ်ကနေပြီးတော့ပြည်သူ့လွှတ်တော်ဘုံစတဲ့နေရာနေတတိပုဂ္ဂလဝင်ရောက်ရှင်ပြိုင်ပါမယ်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့ဘောလေး2020တုန်းကတော့ရွေးကောက်ပွဲလုပ်ခဲ့ပြီးမဲ့အချိန်လေးကြောင်းကြောင်းကြောင်းနည်းနည်းလေးရွေးကောက်ပွဲလမ်းကြောင်းချော်သွားလို့ဖြစ်ပြီးအခုတော့ကျွန်တော်တို့ပြန်တက်မှလိုက်တာပေါ့နော်အဲ့တော့ ရုပ်ကဝင်ဝင်ဖြစ်တဲ့အတွက်ကြောင့်ကိုယ်စလဲလောင်းတွေကသက်ဆိုင်ရာမဲဆန္ဒတွေမှာပြည်သူလူထုအတွက်သူတို့တရင်စကားလေးတွေပေးတတ်ကြတဲ့လေးတွေရှိပါတယ်အဲ့တော့ဒေါ်ဆန္ဒမင်းရဲ့မဲဆန္ဒတွေကပြည်သူလူထုတွေအတွက်ပေးရချင်တဲ့တရင်စကားလေးကဘာများဖြစ်မလဲခင်ဗျာကျမကလွတ်တော်ရဲ့အတွေ့အကြုံကအခုဆိုရင်တက်တရမြောက်ဖြစ်ပြီပေါ့နော် ဲ့တော့လူတွေကတော်တော်ကိုယ်စလဲတည်းရွေးကောက်ပွဲကိုဝင်ပြီးဆိုလို့ရှိရင်အာတချို့တွေကလည်းမစားဝါကမန်းတွေပြောတာမျိုးတွေရှိတယ်။တချို့ကလည်းမဖြစ်နိုင်တဲ့ကတိတွေပေးတာမျိုးတွေရှိရယ်ပေါ့နော်။ကျမကအဲ့လိုမျိုးတွေကိုတစ်ခါမှမလုပ်ခဲ့ဘူး။ ကျမကလွတ်တော်ထဲရောက်သွားရင်ဂတိပေးထားသည်ဖြစ်စေဂတိမပေးထားသည်ဖြစ်စေကိုယ့်ရဲ့မြို့နယ်အတွက်လိုအပ်တဲ့ကိစ္စတွေမှန်သမျှအလုံးကိုကျမဆောင်ရွက်တယ်အထူးသဖြင့်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်တုန်းကဆိုရင်ဘတ်ဂျက်ခွဲဝေမှုပေါ့နော်ကျမရဲ့မြို့နယ်လေးအတွက်ဘတ်ဂျက်ခွဲဝေမှုတွေပြီးရင်ဟိုပေါ့နော်နိုင်ငံတော်နင့်နာဆုံးရှုံးမှုတွေကိုကျမအဓိကထားပြီးအများတိုင်းကာကွယ်တယ်အခုကျတော့ကျမဝင်းတိုင်မဲ့နေရာကလာပါမြို့နယ်ဖြစ်တယ်ရက်ွက်လေးက10ခုပဲရှိတယ်အာလူနေ အနည်းပါဆုံးရန်ကုန်မြို့ထဲမှာဆိုရင်လူနေအနည်းပါဆုံးရက်ွက်တစ်ခုလို့လည်းပြောလို့ရတယ်နောက်ပြီးတော့မဲဆန္ဒနဲ့အနည်းပါဆုံးနေရာလည်းဖြစ်တယ် အဲမဲပေးမဲ့လူဦးရေဟာစရင်းအပြင်18000လောက်ပဲရှိတယ်။အဲ့တော့ဒီလူဦးရေအတွက်ပဲကျမကစဉ်းစားလို့မရဘူး။အဲ့တော့ဒီလမ္မာမြို့နယ်ဆိုတာရန်ကုန်မြို့ရဲ့မြို့လေကောင်ဒေါင်းတောင်တစ်ခုမှကြတာဖြစ်တယ်။နောက်ပြီးတော့သူ့မှာဆေးရုံတွေရှိတယ်၊ဈေးပေးကမ်းတွေရှိတယ်၊ရွှေဆိုင်တွေရှိတယ်၊ဟိုတယ်တွေရှိတယ်၊တဲခိုကမ်းတွေရှိတယ်။နောက်ပြီးတော့ဒီလျှက်စစ်ပစ္စည်းဆိုင်တွေအများကြီးရှိတယ်။ရန်ကုန်မြို့ထဲကလူတွေအားလုံးရဲ့အားကိုးရာနေရာတစ်ခုလည်းဖြစ်တယ်။အဲ့တော့ကျမကဟာလာလမ်းတွေဖောက်ပေး းပါမယ်မြောင်းနေဆေးပေးပါမယ်ဆိုလို့လုံလောက်တဲ့နေရာမဟုတ်ဘူးဒီနေရာက ်ပေါ့နော်အဲ့တော့ကျမကလသာမျိုးနယ်လေးတစ်ခုတည်းကိုလည်းကြည်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့ကျမကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်နေဟလာအဝင်တိုင်းမှာဖြစ်တယ်အဲ့တော့ဒီပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဆိုတာကတနိုင်ငံလုံးရဲ့ policy တွေကိုလည်းကျမကဆောင်ရွက်ပေးလို့ရတယ်ဟလာမကောင်းတဲ့ policy တွေကို change လုပ်မယ်ဟလာမကောင်းတဲ့ဥပဒေတွေကိုကျမတို့ပြုပြင်မယ်ဆိုတဲ့ဟာမျိုးတွေကိုလည်းအာကျမတို့လုပ်ပေးလို့ရတယ်အဲ့တော့လသာမျိုးနယ်မှာအဓိကဆိုရင်တော့ပေါ့နော်ပြည်သူတွေအတွက်လုပ်ပေးစရာရှိရတော့မှတ်ပုံတွေကိစ္စအရေးကြီးတယ်လို့ကျမထင် ထင်တယ်အခုတည်းကကကျမကိုအကူအညီလာတောင်းတဲ့လူတွေရှိတယ်ကျမဒါတွေကိုအကူအညီဆောင်ရွက်ပေးနေတယ်အာဒါကအသေးမွှားကိစ္စလေးတွေပါအဲ့တော့ဟလာတနိုင်ငံလုံးနဲ့ပတ်သက်ရင်ပြည်ရင်တောင်းလဲရမယ့်ကိစ္စမျိုးတွေဟာအထူးသဖြင့်အာကျမတို့နိုင်ငံမှာလဲပတ်နေတဲ့ဟလာဒီစီးပွားရေးအရန်ကြတယ်ဒါကြောင့်မို့လို့ financial ကိစ္စတွေဟာအရန်အာနိုင်ငံသားငွေလိုအပ်ချက်တွေကအကြီးဖြစ်နေတယ်အဲ့ဒီအတွက်ကျမတို့သွင်းကုန်တွေအထုတ်ကုန်တွေမညီမျှမှုတွေဖြစ်နေတဲ့အတွက်ကျမတို့နိုင်ငံရဲ့လိုအပ်ချက် ဟလာအာနိုင်ငံသားငွေလိုအပ်ချက်တွေအများကြီးဖြစ်တယ်ဒီကိစ္စရဲ့နောက်ဆက်တွဲမှာဟလာဒီ အော်ဘောနော်ကိုစင်းနှုတ်ကြည့်မြင်တာမျိုးတွေဖြစ်လာတာမျိုးတွေနော်နောက်ပြီးတော့ကျမ်းမာရေးဘက်ကလိုအပ်ချက်တွေပညာရေးဘက်ကလိုအပ်ချက်တွေပုဂ္ဂလိကအကြောင်းတွေအများကြီးပေါ်လာတဲ့အတွက်စီပြက်ကံပြက်ဖြစ်နေတာတွေအများကြီးဖြစ်တယ်ဒါတွေပြုမြင်တောင်းလဲဖို့တွေအများကြီးကိုကျမကအစွမ်းကုန်ဆောင်ရွက်ပေးမယ်လို့ပြည်သူလူထုကိုဂတိပေးနိုင်မယ်နောက်တစ်ခုကတော့ကျမတို့ပေါ့နော်ဟလာပြည်သူတွေကိုဂတိပေးနိုင်လို့ဝန်ထမ်းတွေဝန်ထမ်းတွေဘက်ကလည်းသူများတွေကတော့ဝန်ထမ်းတွေကလက်စားနေပါတယ်ဆိုပြီးတော့ပြောတာတွေအခုကာလမှာပေါ့နော်အခုရဲ့ ဲ့9နှစ်တာကာလမှာအကျင့်ပြတ်ဝန်ထမ်းတွေအများကြီးရှိသလိုဟလာဟိုဒုက္ခရောက်သွားသောပြည်သူတွေလည်းအများကြီးရှိတယ်။အဲ့တော့ဝန်ထမ်းတွေကိုအကျင့်ပြတ်နေပါတယ်လက်စားနေပါတယ်လို့ပြောမဲ့အစားလာဝန်ထမ်းတွေရဲ့တပ်ပါထောင်ချီမှုအတွက်ကျမတို့ဘာလို့ပေးရမလဲဆိုတာကိုကျမတို့ဦးစားပေးဆောင်ရွက်ရမယ်။နောက်တစ်ခုကတော့ဟလာခုနကလိုဟို တရားဝင်စုံမမှုကိစ္စပေါ့တရားဝင်စုံမမှုကိစ္စမှာဆိုရင်ပြည်သူတွေဟာအခုဒုက္ခဒုက္ခတွေအများကြီးရောက်နေတယ်ဟလာမတရားခံစားရတဲ့ကိစ္စတွေဌာနဆိုင်ရာနဲ့ပတ်သက်ပြီးတော့လဲမတရားခံစားရတဲ့ကိစ္စမျိုးတွေကိုနိုင်ရဲ့သားနဲ့အရှုံးဖြစ်သွားတဲ့ဥရေကြီးရာကိစ္စမျိုးတွေမှာပြည်သူတွေအတွက်ဘသူ့ကိုတိုင်ကြားမှမသိဘူးဖြစ်နေတယ်အဲ့တော့ပြည်သူတွေအတွက်အားကိုးရမယ့်ကိုယ်စလဲဆိုတဲ့ဟာကိုပေါ်ပေါက်ကိုလိုအပ်တယ်ကျမအခုမြင်နေရတဲ့ကိစ္စတွေဆိုရင်အခုတော့ကျမတော်တော်ကိုယ်စဲမဖြစ်သေးဘူး ိုတော့ကျမအပြင်ကနေပြီးတော့ကြည့်နေတယ်။အော်လွှတ်တော်ကိုစလဲတွေဒါရှိလာတဲ့အချိန်ကျရင်တို့ဓာမျိုးတွေလုံးလုံးမရဘူးနော်ဆိုတဲ့စိတ်ကကျမခဏခဏဖြစ်တယ်။အဲ့တော့ကျမကလွှတ်တော်တွေကိုဝင်ပြီးတော့ပြည်သူတွေရဲ့ဟလာမင်းနာဆုံးချိုးမှုတွေကိုအများဆုံးကာကွယ်ဆောင်ရွက်ပေးခြင်းတယ်လို့ကျွန်မဒီလိုပဲကတိပေးခြင်းတယ် ဟုတ်ကဲ့ပါ။အဲတော်တော်လေးကိုပြပြဆုံဆုံလေးဖြည့်ချပေးသွားပါရစေ။အဲ့တော့ဒီမှာဆက်ဆက်မေးခွန်းလေးပေါ့နော်။ခုနပစံတိုင်းပြောသွားတဲ့အဲထဲမှာဥပဒေကြောင့်ဆံရည်တွေပါလာတော့ဘလို့ပဲပြောပြောလွတ်တော်တဲ့ကိုရောက်သွားခဲ့ပြီဆိုရင်တော့ဥပဒေပြူရေးကိစ္စတို့ဒီဥဆောင်ကော်မတီတို့ရေးရကော်မတီတို့မှာကိုကလည်းပါဝင်ဆောင်ရမှာဆိုတော့ဘလို့ဥပဒေမျိုးတွေကိုလွတ်တော်တွေရောက်သွားခဲ့လို့ရှင်ပြုပြင်ပြောင်းလဲဖို့တို့တင်သွင်းဖို့တို့စဉ်းစားထားတာရှိပါလားခင်ဗျ။ ဥပဒေမှာအကျွန်မတို့လွတ်တော်အတွေ့အကြုံရပါတော့ဥပဒေကိုရေးဆွဲရတဲ့နေရာနေပြီးတော့ကျွန်မစပြီးရှင်းပြခြင်းတယ်တချို့ဥပဒေတွေဟာပြည်သူတွေကိုဟလာအစီကံရှိဖို့ချမှတ်တဲ့ဥပဒေတွေလား တီးသူတွေကိုအနိုင်ကျွတ်နှိပ်ကုပ်ဖို့လုပ်တဲ့ဥပဒေတွေလားဆိုတဲ့ဟာမျိုးတွေရှိပါတယ်။တချို့ဥပဒေကိုရေးဆွဲလိုက်တဲ့ဥပဒေရရှိနေကဟလာပြည်သူတွေကိုနှိပ်ကုပ်ချင်တယ်ဆိုတဲ့ဆန္ဒနဲ့ရေးဆွဲတဲ့ဥပဒေမျိုးတွေလည်းပြုံတွေ့ရတယ်။ဒါပေမဲ့အာမြန်မာနိုင်ငံမှာဘလို့ဥပဒေကိုပဲရေးဆွဲရေးဆွဲအဲ့ဒီလိုမျိုး ပိတ်ခတ်ခဲပြီးတော့လူတွေအတွက်အကြံတဲဖြစ်စေမဲ့အဥပဒေတွေကိုရွေးဆွဲနေယူပေါက်နေဖြစ်လေ corruption တွေဖြစ်လေဆိုတဲ့ဟာမျိုးကိုကျမတို့ဒါကျမတို့နိုင်ငံမှာလက်တွေ့ပဲဖြစ်နေတာပဲဒါကြောင့်မို့လို့ဒီလိုဥပဒေတွေကိုလည်းကျမတို့ဟို ပြောင်းလဲဖို့ကအဓိကအရေးကြီးတယ်။ဥပမာအဖြစ်ပေါ့နော်။ကျမကအနေတိုင်းဟိုတခြား interview တွေမှာလည်းပြောတာရှိတယ်။ကျမဟို UEC ရဲ့ဟလာချမှတ်ထားတဲ့ဥပဒေတွေပေါ့နော်။ဒါဟိုဟိုပါတီတွေပေါ်မှာချမှတ်ထားတဲ့ဥပဒေတွေဆိုရင်လည်းပါတီတွေအတွက်ကောတော်တော်ကိုယ်စားလှယ်တွေရွေးချယ်မှုတွေအတွက်မှာရောလုံသားကိုင်းသားရှိစေသောဟလာဥပဒေမျိုးတွေကိုကျမတို့ပြန်လည်ပြင်ဆင်ခြင်းနဲ့နောက်တစ်ခုကျမတို့နိုင်ငံရဲ့ခုနငွေကြေးကိစ္စပေါ့နော်။ဘူဘန်ကနေပြီးတော့ငွေကြေးချမှတ်ပတ်မှတ်တဲ့ကိစ္စမျိုးတွေ ဒါတွေအားလုံးကိုလည်းကျွန်မပြုမြင်ခြင်းနဲ့ဆန္ဒတွေအများကြီးရှိတယ်။အဲ့တော့ဒီလိုကိစ္စတွေဟာအော်ဘောနော် အလုံးအတွက်သက်ဆိုင်နေတယ်အလုံးအတွက်အကျိုးရှိမယ်လို့ထင်တယ်အဲ့တော့ဒီလိုဓာတ်တွေကို ကျမတို့ကလွတ်တော်မပေါ်သေးဘူးဆိုတဲ့ကဏ္ဍတွေမှာဓာတ်တွေကပြုမြင်ဆောင်ရွက်လို့မရဘူးလွတ်တော်ပေါ်လာပြီဆိုတဲ့အခါမှာလွတ်တော်ကိုယ်စလေတွေကနေပြီးတော့ဟလာဒီဓာတ်တွေအလုံးကိုဥပဒေတွေပေါ့နော်ပြုမြင်တင်ပြုမြင်ထိုက်တယ်ဆိုတဲ့ခုနကျမပြောတဲ့ပြည်သူကိုနှိတ်ကုတ်တဲ့ဥပဒေလားပြည်သူကိုဒုက္ခပေးတဲ့ဥပဒေလားပြည်သူတွေကနေပြီးတော့အာလိုက်နာဆောင်ရွက်တင့်တဲ့ဥပဒေလားဆိုတဲ့ ဲဟာမျိုးကိုကျမတို့ပြန်လည်ပြင်ဆင်ရေးဆွဲရမယ့်ဥပဒေတွေအများကြီးရှိပါတယ်။ဒါကြောင့်မလို့ဒီလိုကိစ္စတွေကဥစားပြဆောင်ရွက်တင်လို့ကျမပြောချင်တယ်။ဟုတ်ကဲ့ပါ။ဒီမှာလည်းဘယ်လိုပဲပြောပြောပေါ့ဥပဒေတစ်ခုကတော့ကျွန်တော်တို့အချင်းလေးပေါ်မူတည်ပြီးတော့ပေါ့နော်လိုအပ်သလိုဆောင်ရွက်ရမယ်ဆိုတဲ့အပိုင်းတွေကျွန်တော်တို့သတိထားမိပါတယ်။အော်ဘယ်လိုပဲပြောပြောနေကျွန်တော်တို့ရွေးကောက်ပွဲရလဲလောက်တော့မယ်။ အဲဒီနိုင်ငံလဲဆက်သွားတော့မယ်ဒါပေမဲ့ဟိုလက်ရှိမှာတော့မြေပြင်မှာတချို့သောပြည်သူတွေမဲထဲရမလားမထဲရမလားဘယ်သူထဲရမလဲတချို့ကြောင့်လဲမဲမပေးဘူးပေါ့လေဟိုတော်တော်များများဝေဝေါ်ဝါဖြစ်နေကြတယ်ဒီရွက်ကွက်ဖြတ်ကျော်မှုအပိုင်းမှာပြည်သူလူထုဘက်ကလည်းနည်းနည်းဟိုပေါ့ အသိပညာပေးမှုပိုင်းလည်းနည်းနည်းအားနည်းနေပြီးတော့သူတို့စိတ်ထဲမှာတမျိုးခံစားနေတယ်လို့လည်းကျွန်တော်တို့မြင်ရတယ်ဗောလေအဲ့ဒီပိုင်းနဲ့ပတ်သက်လို့ဒေါက်ဆာနာမင်းဘလို့အမြင်သဘောထားရှိပါလဲခင်ဗျာအာအဲ့ဒါတော့အမှန်ပဲကျမအခုလတာမျိုးနယ်ကိုဟိုဆင်းရတယ်ဗောနော်ဆင်းတဲ့အခါမှာကျမစကားပြောဖို့သိခွင့်ရင်းမရဘူးဒါကြောင့်ကျမမီဒီယာတွေကနေပြီးတော့ပြည်သူလူထုကိုဟလာမြစ်တာရက်ခံတဲ့ဟာတွေပြည်သူလူထုကိုအသိပေးရတဲ့ကိစ္စမျိုးတွေကိုကျမများများပြောရတာဖြစ်တယ်အာ ပေါ့နော်ပြည်သူတွေကကျွန်မဥပမာကျွန်မမျိုးနယ်ချင်းနဲ့ပဲကျွန်မပြောရင်လက်သာမျိုးနယ်မှာဆိုရင်ပြည်သူတွေကအာစီးပွားရေးလုပ်ငန်းလုပ်တဲ့လူတွေများတယ်နိုင်ငံရေးကိုတိတ်ဆိတ်မဝင်စားတာများတယ်အာပြီးခဲ့သောရွေးကောက်ပွဲရွေးကောက်ပွဲတွေရဲ့လက်သာမျိုးနယ်ရလက်ကိုကြည့်ရင်မြန်မာနိုင်ငံမှာအ ਨੇ ဆုံးဆိုတော့ဟာမျိုးပေါ့နော်ရန်ကုန်မြို့တဲမှာပေါ့ရန်ကုန်မြို့တွင်မြို့နယ်တွေနဲ့အာနှိုင်းရှင်ကြည့်ရင်အ ਨੇ ဆုံးဆိုတာမျိုးလည်းကျွန်မတွေ့ရတယ်အဲ့တော့ပြည်သူတွေကမင်းမပေးပါဘူးဆိုပြီးတော့မင်းမပေးလည်းဘာမှမဖြစ်ပါဘူးဆိုတဲ့ပေါ့နော်စန္ဒတွေလည်း ဟိုတုန်းကရှိခဲ့တယ်ဆိုတာမျိုးကိုတွေ့ရတာပေါ့နော်အဲ့တော့ جماعه ကအခုကြတော့အ ကျမဒါသာမြုပ်နယ်မှာရွေးကောက်ပွဲဆင်းတဲ့အခါမှာရွေးကောက်ပွဲမဲဆွေရတဲ့အခါမှာကျမကပန်ဖလက်လေးတွေဝေရတဲ့အဆင်ပဲရှိနေ။အာဟိုတိတ်ပြီးတော့ဟိုဘောနော့စပီကာကြီးတွေနဲ့စကားပြောရတာတို့တရားဟောတာတို့ဒါမျိုးတွေမလုပ်ရအောင်။မလုပ်တော့ကျမတို့ကဒီပန်ဖလက်တွေနဲ့ပဲဝေရတဲ့အဆင်ဆိုတော့ပြည်သူတွေကိုတိတ်ပြီးတော့အာဒီဘားချောင်းဟလာဒီရွေးကောက်ပွဲအတွက်ကိုမဲပေးမဲသွားပေးတင်တယ်ဆိုတဲ့ဟာကိုမီဒီယာကနေပြီးတော့ပဲကြည်ကြည်ပြန့်ပြန့်ကျမရှင်းပြပါတယ်။အဲ့တော့ဟိုဘောနော့တစ်ဖက်ကလည်းဟလာ ျမတို့ကိုကျမတို့မြင်နေတွေ့နေရပါတယ် no vote ပေါ့နော် no vote ဆိုပြီးတော့လာတယ်နောက်တစ်ခုကထွက်ပေါက်မပေးနဲ့ ဆိုတဲ့ဟာမျိုးတွေဒီလိုမျိုးဟလာမဟုတ်တဲ့ဟာမျိုးတွေကို အများကြီးမီဒီယာကမ်ပိန်းတွေထုတ်တာမျိုးကိုလည်းတွေ့ရတယ်။အဲ့တော့ပြည်သူလူထုသိစေချင်တာက no vote တို့ထွက်ပေါက်မပေးနဲ့တို့ဆိုတဲ့ဒီလိုမျိုးတွေလိုက်လုံနေတာကပိုက်ဆံပေးတို့လိုက်လုံနေတာဆိုတာမျိုးသိစေချင်တယ်။နောက်တစ်ခုက ကျမတို့ဟာဟလာအခုလိုမျိုးတနိုင်ငံတုံးဟာဒုက္ခသွင်းတွေကိုရောက်နေတဲ့အချက်အသေးတွေဖြစ်နေတယ်ဒီလိုအချက်အသေးတွေကနေပြီးတော့ကျမတို့ထွက်ပေါက်ရဖို့အတွက်ကိုကျမတို့ကိုယ်တိုင်ကျမ တို့ကိုအုပ်ချုပ်မဲ့လူကိုကျမတို့မဲပေးပြီးရွေးချယ်ရမှာပဲဖြစ်တယ်။ဒါကကျမတို့ရဲ့အခွင့်အရေးနိုင်ငံသားတိုင်းရဲ့ပေးထားတဲ့ဖွဲ့စည်းပုံချင်းကဥပဒေအရပေးထားတဲ့အခွင့်အရေးပဲဖြစ်တယ်။ဒီအခွင့်အရေးကိုကျမတို့ကမယူဘဲနဲ့ဟလာထွက်ပေါက်မပေးနဲ့ထွက်ပေါက်ကြီးမပေးဘဲနဲ့ဟိုဂျောင်းမှာပိတ်မိနေပြီးတော့ကျမတို့ကတကယ့်ဒုက္ခထဲမှာပဲငုတ်တုတ်ထိုင်နေရမှာလား။ဒီလူတွေရဲ့ပြောစကားဟာပိုက်ဆံပေးအနောက်ကပိုက်ဆံတွေပေးပြီး lobby တော့ခိုင်းလို့လိုက်ပြောနေတာဆိုတာကိုပြည်သူလူထုကိုဒီနေရာနေကျမကအက ိပေးခြင်းနဲ့အဲ့တော့ကျမတို့က ကျမတို့အခွင့်အရေးကိုသူတို့ပြောလို့အဆုံးရှုံးခံလို့မရဘူး။ကျမတို့မလိုချင်တဲ့အစိုးရဖြစ်မလာအောင်ကျမတို့ကိုအုပ်ချုပ်တဲ့မလိုချင်တဲ့လူတွေအုပ်ချုပ်တာမျိုးမဖြစ်အောင်ကျမတို့ကိုယ်တိုင်ကျမတို့ရွေးချယ်မှဖြစ်မယ်။ဟုတ်လား။သင်မရွေးချယ်ခြင်းစီသင်ရဲ့ကံကြမ္မာပဲဖြစ်တယ်။ကျမတို့ကကိုယ်တိုင်ပြည်ကိုပြောင်းလဲစေချင်ကိုကိုယ်တိုင်ပါမဖြစ်မယ်။ငါကတော့မပါဘူး။မဲသွားမပေးဘူး။ငါမဲတမဲကြောင့်ဘာမှမဖြစ်ဘူး။အာဒီလိုပဲစစ်တပ်ကလူတွေပဲတတ်မှာပဲဆိုတဲ့ဟုတ်လားဟိုအများပြောတဲ့စကားတွေနဲ့ ကျမတို့ကရုံထင်းကြောင်တင်နဲ့ဝေဝဝပြည်သူလူထုဖြစ်နေစရာမလိုဘူးလို့ပြောချင်တယ်။ဟလာလှပမျိုးနယ်မှာဟလာဒေါ်ဆန္ဒမင်းကပြည်သူလူထုကိုကတိပေးတယ်။ပြည်သူလူထုနင်းနာဆုံးရှုံးမှုတွေတနိုင်ငံလုံးရဲ့နင်းနာဆုံးရှုံးမှုတွေအလုံးကိုကျမတို့ကာဝယ်ဆောင်ရွက်ပေးမယ်ဆိုတဲ့ကတိပေးရင်ဒီလိုလူမျိုးကတိပေးတဲ့ဒီလိုကိုယ်စလဲမျိုးတွေကိုဟလာရွေးချယ်ဖို့ကိုတွေကိုအခွင့်အရေးပေးထားတယ်။အဲ့တော့ကိုတွေကရွေးချယ်ရမှာကကိုယ့်ရဲ့အခွင့်အရေးပဲ။ဒီအခွင့်အရေးကိုမယူတာကကိုယ့်ရဲ့နင်းနာဆုံးရှုံးမှုပဲ။ဒါကြောင့်မို့လို့ဟလာ တစ်ဖက်ကနေပြီးတော့လူတို့ကိုထင်းုံထင်မဖြစ်အောင်ဝေဝဝဖြစ်အောင်အာရွေးချယ်အခုကတော့ဟလာရွေးချယ်ဖို့လူတွေမရှိပါဘူးလို့အာလူကောင်းသူကောင်းတွေမရှိပါဘူးလို့ပါတီကောင်းတွေမရှိပါဘူးလို့အာဒါမျိုးတွေပြောနေတာတွေဟလာလွန်ခဲ့သော၅နှစ်လောက်ကရွေးချယ်ထားတဲ့ဟာကအာရွေးချယ်ပြီးပြီဆိုတော့ထင်းအောင်ထင်မဖြစ်အောင်စကားတွေကိုကျမတို့မယုံကြည်နေဖို့လူတွေ ရွေးကောက်ပွဲဆိုတာ9နှစ်တကြိမ်အမြဲတမ်းလာနေမှာလွန်ခဲ့တဲ့9နှစ်တုန်းကရွေးရှည်ခဲ့တဲ့ကိစ္စကအခု9နှစ်မှာတော့ဒါပြက်ပြဲသွားပြီဖြစ်တယ်အဲ့တော့အခု9နှစ်မှာပဲရွေးကောက်ပွဲကတစ်ခါလဲလုပ်မှာမဟုတ်ဘူးနောင်လာမယ့်9နှစ်9နှစ်9နှစ် တက်တန်းတိုင်းကိုကျမတို့ကရွေးကောက်ပွဲတွေဆိုတာရှိနေမှာပဲအဲ့တော့ကိုကိုဖြစ်စေခြင်းသောသူတွေတိုင်းပြည်အတွက်တကယ်ကိုပဲဆောင်ရွက်ပေးခြင်းနဲ့ကိုယ်စလဲခေါင်းတွေကိုရွေးချယ်ပေးဖို့ကကိုယ့်ရဲ့ဝတ္တရားပဲဖြစ်တယ်ဒါကြောင့်ကိုရရှိထားတဲ့အခွင့်အရေးတွေကိုကိုနစ်နာမဆုံးရှုံးအောင်မေးသွားပေးဖို့လိုအပ်တယ်လို့ကျမဒီနေရာမြစ်တာရဲ့ခန့်ချင်ဟုတ်ကဲ့တော်တော်လေးနဲ့ပြည့်စုံသွားပါပြီနောက်ဆုံးမေးခွန်းလေးတစ်ခုပါအဲ့တော့ကျွန်တော်တို့ သွားမဲ့လမ်းစဉ်ကတော့ခုနပြောလိုပါလိမ့်ရွေးကောက်ပွဲလည်းလုပ်မယ်ကျော်လည်းကျော်ဖြတ်ပြီးပြီးအစိုးရသေးလည်းပေါ်လာမယ်ဒီနိုင်ငံရဲ့အနာဂတ်ဆာမင်နာအသစ်တစ်ခုကျွန်တော်တို့ဖွင့်မယ်ပေါ့လေအဲ့တော့အခုလက်ရှိအနေအထားမှာတော့ပြည်သူလူထုကြားထဲမှာလည်းဟိုတယောက်နဲ့တယောက်တန်တရားတွေမယုံကြည်မှုတွေတခါလေကျတော့ communication ကြားထဲမှာ community ကြားထဲမှာလည်းခုနဟိုပေါ့ကွဲပြားမှုလေးတွေအရင်များလာတယ်ပေါ့နော်ဒါလေးတွေကိုပြန်စုစည်းနိုင်ဖို့ရွေးကောက်ပွဲအလွန်အခြေအနေမှာကျွန်တော်တို့အတွက်အခွင့်အရေးရှိနိုင်လားအနာဂတ်မှာရော ဘလို့အလားအလာတွေရှိနိုင်လဲဒါနဲ့ပတ်သက်လို့ဒေါ်ဆန္ဒမင်းအမြင်လေးသိပြရစေခင်ဗျာအာပေါ်တော့ရွေးကောက်ပွဲကြီးလှုပ်လိုက်လို့ကျွန်တော်တို့နိုင်ငံကြီးတစ်ခုလုံးအေဂျင့်သွားပြီးတိုးတက်သွားပြီလို့ပြောလို့မရဘူးနံပါတ်1ကတော့ဒီရွေးကောက်ပွဲမှာပြည်သူလူထုတစ်ရက်လုံးကပါဝင်ဆောင်ရွက်ပေးမှုလို့တဲ့ အင်တိုက်အားတိုက်နဲ့ပါဝင်ဆောင်ရွက်ပေးပြီးရွေးချယ်ပေးဖို့လုပ်တယ်ဒီလိုမျိုးရွေးချယ်ပေးလိုက်မှာကျမတို့ကအာဒီရွေးကောက်ပွဲကြီးကအောင်မြင်မယ်ဒါမှသာမင်းကျမတို့ကကျမတို့သွားချင်တဲ့ transaction fee rate တစ်ခုကိုကျမတို့သွားလို့ရတယ်အခုဟာကအာဒီ transaction ကလောက်ကျမတို့ကကြော်ဖြတ်နေတာဟာလားဒီမိုကရေစီကြီးကိုအပိတိုင်ရသွားတဲ့ federal ကြီးကိုရသွားတဲ့အခြေအနေကိုမရောက်သေးဘူးဒီအခြေအနေကိုရောက်ဖို့ကျမတို့ကစာလုံးရေးစအောင်မှာဖြစ်တယ်ဒီစာလုံးရေးစမှာ တဲ့ကိစ္စမှာကိုကိုတိုင်းပါဝင်ဖို့လိုအပ်တယ်။အဲ့တော့ရွေးကောက်ပွဲပြီးသွားတဲ့အချိန်မှာအာကျမတို့ကဘောနော post election ဒီ election မှာကျမတို့ဘာတွေဆောင်ရွက်ပေးမလဲ။ခုနလိုမျိုးဟလာငင်းချမ်းရေးကိစ္စမျိုးတွေအာကြာစင်းနေတဲ့စီးပွားရေးကိစ္စမျိုးတွေဒါတွေကိုဟလာနောက်ပြီးတော့ဟလာဒီ federal လိုကိစ္စတွေဒါတွေအားလုံးကကျမတို့တပြေးပြေးနဲ့ဆောင်ရွက်ရမှာဖြစ်တယ်။ကျမတို့ကအတိုင်းတီတစ်ခုကိုတိဆောက်တဲ့အခါမှာအာကျမတို့ဟိုပေါ့နော် evolution နဲ့ပဲတိဆောက်လို့ရတယ်။ဟလာ revolution နဲ့တည်ဆောက်တဲ့တိုင်းပြည်ကအာတည်ငြိမ်ပြီးတော့အေးချမ်းပြီးတော့အောင်မြင်တဲ့တိုင်းပြည်မဖြစ်ဘူး။ဒါကြောင့်မလို့ကျမတို့က revolution အစား evolution နဲ့ပဲဆောင်ရွက်တဲ့တိုင်းပြည်တစ်ခုဖြစ်အောင်ကျမတို့အခုစူးစမ်းနေတာဖြစ်တယ်။ဒါကြောင့်မလို့ဟလာ ဒါသည်ကျမတို့သွားချင်တဲ့ဟိုပေါ့နော်ဟိုစနစ်တစ်ခုနဲ့ခေတ်တစ်ခုရောက်ပြီးတော့အပြောင်းလဲတစ်ခုဖြစ်အောင်ကျမတို့ပထမအဆင့်ဆောင်ရွက်ခြင်းသာဖြစ်ပါတယ်။ဒါပေမဲ့ဒီပထမအဆင့်မှာလည်းပုံကပြည်သူလူထုကအင်တိုက်အားတိုက်ပါဝင်ဆောင်ရွက်ပေးဖို့လိုတယ်။ဒါမှသာရင်ကျမတို့သွားချင်တဲ့လမ်းချောင်းပေါ်ကိုဟလာစနစ်ကောင်းခေတ်ကောင်းတစ်ခုကိုရောက်ဖို့လမ်းချောင်းပေါ်ကိုနိုင်ငံကိုတိဆောက်ပေးလိုက်တာလို့ကျမကတော့အဲ့အဆင့်လောက်ပဲဖြစ်ပါတယ်လို့ကျမယုံကြည်ပါတယ်။ဟုတ်ကဲ့ လိုပဲပြောပြောကျွန်တော်တို့ဒီစီစဉ်မှာလာရောက်ပြီးတော့အသေးစိတ်ပေါ့မဆန္ဒရှင်ပြည်သူလူထုတွေသိရှိနိုင်ဖို့အတွက်အသေးစိတ်ဆွေးနွေးပြီးတဲ့ပဆန္ဒမင်းကိုကျေးဇူးတင်ကြောင်းပြောကြရင်းနဲ့ကျွန်တော်တို့ရဲ့ဆွေးနွေးခန်းအစီအစဉ်လေးကိုဒီမှာပဲအဆုံးသတ်ပါမယ်ခင်ဗျာဒီလိုမိကုန်းတွေကိုဖြစ်ပေးရတဲ့အတွက်လည်းကျွန်မအနေနဲ့ကျေးဇူးအများကြီးတင်ပါတယ်